ာလီဇောပါဒီကနေ့မေလ24ရက်နေ့နရင်းဇရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်မမြန်နေခင်အားတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ရခိုင်မှာလီလာအတွင်စစ်သုံးမန်းနဲ့သုံးမန်းမိသားစုဝင်1200ကျော်ကိုအီအီကလွတ်ပေးခဲ့တဲ့သတင်းရခိုင်ကနေပြည်မဖက်ကိုသွားတဲ့ရခိုင်နဲ့ချင်းလူငယ်အယောက်60လောက်စစ်ကောင်စီစီမှဖမ်းဆီးခံလိုက်ရတဲ့သတင်းနဲ့ရခိုင်ကစစ်ဘေးချောင်60ရာခိုင်နှုန်းလောက် မိုးတွင်းကာလအမိုးအကာအောက်ရောက်ဖို့အရေးကြီးလိုအပ်နေတဲ့သတင်းအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ပခိုင်မြူသိန်းတိုက်ပွဲတွေမှာဖန်စီရမိထားတဲ့စစ်သုံးမန်းတွေအထေကစစ်သုံးမန်းနဲ့သုံးမန်းမိသားစုဝင်စုစုပေါင်း1200ကျော်ကိုလီလာအတွင်အာရခတက်တူအီအီကပြန်လုပေးထားပြီလို့သိရပါဗျ။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကနေ အခုမေလအထိ1266ရောက်ကိုလွှတ်ပေးထားတာဖြစ်တယ်လို့ EEA ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်ဖေဖော်ဝါရီလပထမပတ်အတွင်းစစ်သုံးပန်းမိသားစုဝင်136ယောက်နဲ့ဒုတိယပတ်မှာဒုတိယရေမှူးကြီးတယောက်အပါအဝင်စစ်သုံးပန်း198ယောက်ကိုလွှတ်ပေးခဲ့ပါတယ်။ဒါအပြင်မင်းပြမြို့တိုင်းတိုက်ပွဲအတွင်းဖမ်းဆီးရမိခဲ့တဲ့စစ်သုံးပန်းနဲ့မိသားစုဝင်တွေထဲက အယောက်180ကိုဧပြီလ23ရက်နေ့မှာလွှတ်ပေးခဲ့ပြီးမေလ16ရက်နေ့မှာလေ225ရက်ကိုထပ်မံလွှတ်ပေးခဲ့ပါရီအဲ့ဒီနောက်မေလ18ရက်နေ့မှာဘူတီတော်တိုက်ပွဲအတွင်ဖန်စီယာမိခဲ့တဲ့စစ်သုံးမှန်း314ရောက်မေလ19ရက်နေ့မှာမရာဦးတိုက်ပွဲအတွင်ဖန်စီယာမိခဲ့တဲ့စစ်သုံးမှန်း184ရောက်နဲ့မောင်တော်မြို့သိမ်းတိုက်ပွဲကာလအတွင်အလင်းဝင်လာတဲ့ စစ်သုံးမှန်း32ရောက်တို့ကိုလေလွတ်ပေးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မေလ17ရက်နေ့မှာဘူတီတောင်တိုက်ပွဲအတွင်ဖမ်းဆီးရမိခဲ့တဲ့စစ်သုံးမှန်း314ရောက်မေလ19ရက်နေ့မှာမရာဦးတိုက်ပွဲအတွင်ဖမ်းဆီးရမိခဲ့တဲ့စစ်သုံးမှန်း184ရောက်နဲ့မောင်တော်မြို့သိမ်းတိုက်ပွဲကာလအတွင်အလင်းဝင်လာတဲ့စစ်သုံးမှန်း32ရောက်တို့ကိုလေလွတ်ပေးခဲ့တယ်လို့သိရပါဗျ။ ေဟာဖန်စီရမိတဲ့စစ်သုံးပန်းနဲ့မိသားစုဝင်တွေအပေါ်စိတ်ပိုင်းဆိုင်ရာကူစားပေးတဲ့အပြင်ကောင်းမွန်စွာစောင့်ရှောက်ပေးတဲ့အတွေ့အရခတက်တော်အပေါ်ကြီးစုတင်နေလို့လေပြန်လေလွတ်မြောက်လာရဲမရဦးအခြေဆိုင်ခမရ940ကတယင်းမှုရဲ့ဇနီးဒေါ်မီသူဝင်းကမေလ20ရက်နေ့မှာအီအီကထုတ်ပြန်တဲ့ရုပ်သံမှာထည့်သွင်းပြောဆိုထားပါတယ် ်ရခိုင်ပြည်ကနေပြည်မဘက်ကိုသွားရဲရခိုင်နဲ့ချင်းလူငယ်အယောက်60လောက်ဟာစစ်ကောင်စီစီမှာဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်။သူတို့ဟာအခုမေလ20ရက်နေ့21ရက်နေ့နဲ့22ရက်နေ့တွေမှာအန်ယိုးကျော်လမ်းမှာဖမ်းဆီးခံရတာဖြစ်ပြီးမိသားစုနဲ့အဆက်အသွယ်မရဘဲပျောက်ဆုံးနေတယ်လို့အန်ဒေတာခန့်အမျိုးသားတယောက်ကနရင်းစရာကိုပြောပါရယ်အဖမ်းခံရတဲ့လူငယ်တွေဟာ ရခိုင်ပြည်ကမြေပုံအန်းနဲ့မင်းပြမြို့နေတွေကဖြစ်ကြတယ်လို့ဆိုပါတယ်။ဒီအပိုင်းရခိုင်ကလူငယ်လူရွယ်တွေရန်ကုန်ကိုထွက်ကြတာဖြစ်ပြီးချင်းလူမျိုးတွေနဲ့ရခိုင်လူငယ်တွေပါဝင်တယ်လို့သိရပါတယ်။ရခိုင်ကနေမင်းဘူးသွားတဲ့လမ်းတွေမှာရခိုင်လူငယ်တွေအဖမ်းခံရတာတွေရှိနေပြီးရခိုင်ပြည်တွင်းကလူတွေကအင်တာနက်လိုင်းမရတော့ဒီသတင်းတွေကိုမသိကြတာတွေရှိနေတယ်လို့ဒေသခံတချို့ကဆိုပါတယ်။ ရခိုင်ပြည်အတွင်းကစစ်ပီးရှောင်တွေရဲ့60ရာခိုင်နှုန်းလောက်ဟာမကြမီကြားရောက်တော့မေမိုးရင်းကာလအတွင်းအမိုးကာအောက်ကိုရောက်ရှိဖို့အရေးတကြီးလိုအပ်နေတယ်လို့စစ်ပီးရှောင်အရေးကူညီနေသူတွေကပြောပါတယ်။အဓိကမိုးရင်းကာလမှာတော့အရေးတကြီးလိုအပ်နေတဲ့အမိုးကာအောက်ကိုရောက်ရှိဖို့ဆိုလို့ရှိရင်တော့လိုအပ်ချက်အများကြီးရှိနေတယ်လို့စစ်ပီးရှောင်အရေးကူညီပေးနေတဲ့ကိုဝင်းဟောင်းကပြောပါတယ်။အခုလုံနေကြတဲ့သူတွေဟာကိုထုကိုထား ရိုက်တလူမှုအဖွဲ့အစည်းတွေရဲ့ပံ့ပိုးမှုရေးကြီးရော်တွေကကမကထာလှုပ်ဆောင်ပေးမှုတွေရေးနဲ့လှုပ်ဆောင်နေတယ်လို့ဆိုပါရယ်။ဒါကြောင့်ဒီလိုလှုပ်ဆောင်မှုတွေဟာ40ရာခိုင်နှုန်းလောက်ပဲကာဘာဖြစ်နိုင်ပြီးတန်တဲ့60ရာခိုင်နှုန်းကိုတော့ကာဘာမဖြစ်နိုင်ဘူးလို့ကိုဝင်းဟောင်းကပြောပါရယ်။ရခိုင်မျိုးသားအဖွဲ့ရှိ UL လက်အောက်ခံလူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးယုံ HTCO ရဲ့စီရင်အရာရခိုင်ကလွတ်မြောက်မြို့နယ်တွေမှာ စစ်ပီးရှောင်ဦးရေ6သိန်းကျော်ရှိတယ်လို့သိရပါတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးကြတာပါ။ဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်ရှင်။ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့မွန်ပြည်သစ်ပါတီနဲ့မွန်ပြည်လူမျိုးရေးတက်တော်တို့ဟာစစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးတန်းတူရေးနဲ့ကိုပိုင်ပြဌာန်းပိုင်ခွင့်အပြေအဝါရှိတဲ့မွန်ပြည်ပေါ်ထွန်းရေးစရည်ရည်ဝေချက်တွေနဲ့ 2025ခုနှစ်မေလ24ရက်နေ့မှာပေါင်းစည်းလိုက်ပါတယ်။ဒါ့အပြင်မွန်အမျိုးသားလူမျိုးရေးတက်မတော် MNLA AD နဲ့မွန်ပြည်လူမျိုးရေးတက်တော် MLA တို့ဟာလေးပေါင်းစည်းပြီးတက်မန်ရာမညာရာမညာမွန်တက်တော်ရာမညာမွန်အာမီ RMA ကိုဖွဲ့စည်းခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ NMSPAD နိုင်ငံရေးစီရေးဥဆောင်ဖွဲ့နဲ့ MLA ဥဆောင်ဖွဲ့တွေပါဝင်တဲ့ NMSPAD နိုင်ငံရေးစီရေးကော်မတီကိုလေအဖွဲ့ဝင်26ယောက်နဲ့ဖွဲ့စည်းခဲ့ပါတယ်။အဲ့ဒီကော်မတီဝင်တွေကနိုင်ငံရေးစီရေးဥဆောင်ကော်မတီ9ယောက်ကိုရွေးချယ်ပြီးဥက္ကဋ္ဌနိုင်စီရဒုဥက္ကဋ္ဌနိုင်လက်ဤကောင်အတွင်းရေးမုံနိုင်ပညာလီတို့ကိုရွေးချယ်ခန့်အပ်ခဲ့ပါတယ်။ဒါ့အပြင်ရမညာမွန်တက်တော် RMA ရေးစီရေးဆိုင်ရာလုပ်ငန်းတွေကိုအကောင့်ထေဖော်ဖို့အဖွဲ့ဝင်9ယောက်ပါဝင်တဲ့စစ်ကော်မတီကိုဖွဲ့စည်းပြီး စစ်ဦးစီးချုပ်ဘုံမှုန်ချုပ်စလွန်ထော် ဒုစစ်ဦးစီးချုပ်တိဘုံမွန်ကြီးဆိုဝင်နဲ့ဒုစစ်ဦးစီးချုပ်နှစ်ဘုံမွန်ကြီးကြည်ဆန်တို့ကိုလည်းခန့်အပ်တောင်းဝန်ပေးခဲ့ပါတယ်။နိုင်ငံတကာတည်နှပုတ်အနေနဲ့ကတော့ရုရှားနဲ့ယူကရိန်းအကြားအကြီးမားဆုံးအကျဉ်းသားလေးလည်မှုကိုမနေ့ကမေလ23ရက်နေ့မှာပြုလုပ်ခဲ့ကြတယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြထားပါတယ်။အခုလဲလေတာကိုယူကရိန်းပီလာရုစ်နေဆက်မှာပြုလုပ်ခဲ့တာဖြစ်ပြီး တစ်ဖက်နဲ့တစ်ဖက်စစ်သားအယောက်980နဲ့အရဲသားအယောက်120စုစုပေါင်းအယောက်390စီလွေပြောင်းပေးအပ်ခဲ့တာလို့သိရပါတယ်။ရုရှားဘက်ကပြန်လိုပေးလိုက်တဲ့ယူကရိန်းအယောက်390ထဲမှာ အမျိုးသမီး3ယောက်ပါဝင်ပြီးစစ်သားတရှိုးကတော့2020ကလေးကဖမ်းဆီးခံရသူတွေဖြစ်တယ်လို့တာဝန်ရှိသူတွေကပြောကြားခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့တစ်ပတ်ကတူရကီနိုင်ငံအစ္စတန်ဘူမှာ ယူကရိန်းရုရှားတိုက်ရိုက်ဆွေးနွေးမှုကနေတဆင် အခုလိုလေးလေဖို့သဘောတူညီခဲ့တာပါအကျဉ်းသားတထောင်စီ လေးလေဖို့သဘောတူခဲ့တာဖြစ်ပြီးလာမယ့်ရက်တွေမှာဆက်လက်လှုပ်ဆောင်သွားမယ်လို့သိရပါတယ်ရှင်နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပြီနောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကျမတို့နရင်းစရာကထုတ်လွှင့်တဲ့သတင်းတွေကို www. norizura.com မှာဝင်ရောက်ကြည့်ရှုနိုင်သလို Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ norizura ဥတန်ကိုကြည့်ရှုအားပေးခဲ့ကြရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရှင်လန်းကြပါစေရှင်။